မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ခိုင်ပွန်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကကျမ်းမွေးမြူရေးလုပ်ငန်းမှာဒီအောင်မြင်မှုရရှိဖို့အတွက်ဒီဆေးဝါးအကြောင်းတွေကိုအနည်းငယ်လွမ်းလွမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်ဒီကျမ်းမွေးဒီကျမ်းမွေးမြူရေးလုပ်ငန်းမှာဒီကျဲရောဂါတွေကိုမထိရှောက်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကျမ်းမွေးမြူရေးလုပ်ငန်းမှာအောင်မြင်မှုမရရှိနိုင်ပါဘူးဒါကြောင့် ကျွန်တော်တို့ကြဲမွေးမြွေလောင်းကားတခုကိုအောင်မြင်မြင် ဖြည့်ရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့မှာလိုအပ်တဲ့ဆေးဝါးတွေရှိနေဖို့လိုအပ်ပါတယ်ဒီကြဲရုပ်ကဟာဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေပေါ့ကျွန်တော်တို့မှာဒီလိုအပ်တဲ့ဆေးဝါးတွေကိုကျွန်တော်တို့ကဒီအစင်သက်ဆောင်ထားဖို့လိုအပ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီကြဲရုပ်ကကြဲတွေမှာဒီဘယ်လိုအနာတွေဖြစ်တတ်တယ်လဲအဲ့ဒီအနာတွေဖြစ်လို့ရှိရင်ဒီ ကာကွယ်ကူသတ်နိုင်တဲ့ဒီစေဝါအကြောင်းတွေကိုအနည်းငယ်ကျွန်တော်ဒီရှင်းရင်းလောက်ပေးသွားပါမယ်เนาะဟုတ်ကဲ့ပါဒါဆိုရင် ကျွန်တော်တို့ဆက်လိုက်ကြအောင်เนาะဒီမှာဓမ္မဆုအနေနဲ့ကျွန်တော်ဗျာဒီ ဒီဆင်းကိုမျှဝေပေးပါမယ်ဆေးရတော့ဒီနျူကာဆန်ယောဂါကိုကုသတဲ့ဆေးဖြစ်ပါတယ်နျူကာဆန်ယောဂါနဲ့ဒီကုဆက်မြန်လေရှောင်းနာယောဂါကုသဆေးဖြစ်ပါတယ်ဒီဆေးကတော့ဒီဆေးကတော့ထိုင်းပြည်မှာတော့နည်းနည်းဇဲကြီးတယ်ပြသူကအလုံးပုံစံဖြစ်ပါတယ်အလုံးဒီဆေးကတော့အနီအောင်လေးပေါ့နော် ီလိုမျိုးအနီရောမုံသာဖြစ်တယ်သူကဒီအလုံးကိုကျွေးရတာဖြစ်ပါတယ်ဒီဆေးကဘယ်လိုလဲဆိုတော့ဒီနယူကာဆင်ပေါ့ကျွန်တော်တို့ရဲ့ဒီကြက်မွေးမြူရဲ့လောကမှာသိထားတာကဒီနယူကာဆင်ယောဂါဟာဒီအသက်ရှူလမ်းကြောင်းဆန်ရနဲ့ဒီအာယုံကျောစနိုက်တွေကိုထိခိုက်စေတဲ့ဒီယောဂါဖြစ်တာပေါ့နော်အဲ့လိုဆိုရင်ဒီယောဂဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကုပ္ပလုံးမရဘူးဆိုပြီးတော့ကျွန်တော်တို့ ဒီစာတွေမှာလည်းဗီဒီယိုတွေမှာလည်းလေ့လာလို့ရှိရင်အဲ့ဒါတွေကိုပဲတွေးရှိရပါတယ်ဒါပေမဲ့ဒီနေ့ခိုက်မှာတော့အဲ့လိုမဟုတ်တော့ဘူးကြာဒီ new garden yoga ဟာဆိုရင်လေဒီကုကလို့ရပါတယ် new garden yoga နဲ့ဒီလေရှောင်းတာ yoga တွေဖြစ်တယ်ဆိုလို့ရှိရင်ဒီကုကတဲ့ဆေးဝါးတွေပုံနေပြီပေါ့နော်ဒီတော့ new garden yoga နဲ့ဒီလေရှောင်းတာ yoga ဖြစ်တယ်ဆိုလို့ရှိရင်ဒီဒီဆေးကိုမနေ့ကျလုံးညနေကျလုံး၃ရက်ကနေ၄ရက်တိုက်လိုက်တယ်ဆိုလို့ရှိရင်ပြတယ်ဗျာ ဒီ new garden ရုပ်ကဖြစ်တယ်ဆိုလို့ရှိရင်ကြဲတယ်မှာဘလို့ဖြစ်လဲဆိုတော့ဒီ level တွေလိမ်ပြီးတော့ပြီးတော့မှ level တွေနောက်လာပြီးတော့ဟိုရှေ့သွားရင်လည်းဒီဆဲဝိုင်းပုံစံလေပြီးတော့ဗျာကြဲတွေကဟိုရှေ့သွားရင်လည်းနားရောက်တော့တယ်အဲ့ဒီလိုမျိုးပေါ့ပြီးတော့ဆဲဝိုင်းပုံစံလေပြီးတော့ဒီလိုမျိုးဖြစ်နေတာပေါ့ကြဲတွေက new garden ရုပ်ကဖြစ်တယ်ဆိုလို့ရှိရင်ဒါဆိုရင်ဒီစင်းနဲ့ကုကလို့ရပါတယ်အဲ့ဒီ new garden ယောဂာတွေကိုဒီကောင်က new garden ယောဂာကိုကောက်ကောက်နိုင်ပါတယ်ဒီဒီစင်းဟာ ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဒီစင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီလောက်ထိတော့မပြောတော့ဘူးပေါ့နော်ဒီလောက်ဆိုရင်တော့ဒီမှာရှင်းပြကြရရင်ကြာနေသေးတယ်ဆိုတော့ကျွန်တော်ဒီလောက်နဲ့ဒီစင်းကိုခဏရန်နှားထားမယ်ဒါဆိုရင်ဒီမှာနောက်ထပ်စစ်တစ်မျိုးอ่ะကြာတော့ဒီမှာပေါ့နော်ဒီကတော့ရှဖာမိုက်ဗျာဒီရှဖာမိုက်ဒီရှဖာမိုက်ကြာတော့ဘယ်လိုနေရာတွေမှာအကွန့်ဝင်လဲဆိုလို့ရှိရင်ဒီဗျာဒီဆောင်းရာသီတွေဒီမိုးရာသီတွေပေါ့ မိုးကြီးတဲ့ရာသီတွေဒီရာသီဥတုပြောင်းလဲတဲ့ရှင်နေပါဗျာကြဲတွေကဒီအေမီနာစီပေါ့အေမီနာစီဒီမျက်နှာနေရောင်ပြီးတော့မှမျက်နှာဖိုးရောင်ပြီးတော့မှဒီမျက်လုံးတွေပိုက်ပြီးတော့ဖြစ်နေတဲ့နေရာတွေမှာဒီကောင်ကတအားနိုင်တယ်ဒီအေမီနာစီဒီတောက်ပွေးတွေနဲ့ပတ်သက်ပြီးတော့နာဆက်တွေဖြစ်လာတဲ့ဒီပူပီပြီးတော့ဖြစ်တတ်တဲ့ဒီရှီစင်းရှိဖြူပါတာတွေပေါ့အဲ့ဒါတွေကိုဒီကောင်ကိုတိုက်လို့ရှိရင်ဒီရှဖာမိတ်ကအရန်ကောင်းတယ် ဒီရှင်ဖာမေကအဲ့ဒါတွေကိုအယမ်းနိုင်တယ်ဒီမှာတော့သူရဲ့ဆင်းရွက်တွေကတော့ပေးထားတာတွေအများကြီးပဲသစာလုံးကလည်းတော်တော်ပေးတယ်ဗျာအဲ့လိုကျဲတယ်မှာရှီစင်ရှီဖြူနဲ့ဒီတောက်ကွေးရောပါတယ်အေးမင်းနာစီတွေဒီရာသီဥတု ပြောင်းလဲရှင်မှာဖြစ်တတ်တဲ့ဒီယောဂတွေပေါ့အဲ့ဒီလိုမျိုးဖြစ်တဲ့ဆိုလို့ရှိရင်ဒီကောင်ကိုဒီတဖာမှာပေါ့ဒီအဖုံးလဲတဖုံးပေါ့သူက ရေနလီတာ၊၄လီတာ၊၄လီတာလားနဲ့ရိုးတိုက်လိုက်တယ်ဆိုလို့ရှိရင်နေရက၃ရက်၅ရက်အဲ့လိုမျိုးဆက်တိုက်လိုက်တယ်ဆိုလို့ရှိရင်ပြတယ်ဒီကောင်လေးဒီကောင်လေးကောက်တယ်ကြဲရောက်ပါလေကိုပိုက်တဲ့နေရာမှာဒါတော့ကြဲရောက်ပါလေကိုပိုက်တဲ့ဆဲတယ်ဘောနော်ဒီကောင်လေးကဖြစ်တဲ့ခါမှပဲဟိုကိုပိုက်ရတာပါကိုယ်ကကြက်ချံပါဒီဒီဆေးတွေကိုဆောင်ထားမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့ရဲ့ဒီ ကျဲမွေးမြွေးလုံးကမောင်းမြင်စရာအကြောင်းမရှိဘူး။သူတို့ကအမြဲတမ်းပေးနေကြရမလို့ဖြစ်တဲ့အခါမှာသူတို့ကပေးလိုက်ရတယ်။ကိုကဝေထားပြီးတော့ဗျာဝေထားပြီးတော့သိစေပြီးတော့အခါမှာထားမယ်ဗျာ။ဖြစ်တဲ့အခါမှာပဲကုသမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ့လဲကုန်ကြစရာအရမ်းမမြောက်ဘူး။ဒီလိုမျိုးဆောင်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိုက်ဆွေကြီးကကြာတော့ဗျာဘယ်လိုလဲဆိုတော့ကျဲဖို့အရင်မွေးလိုက်တယ်ဗျာသူတို့ကဆေးကြရတော့လဲသူတို့ကမရှိဘူး။ မရှိဘူးဆိုတော့သူတို့ကယောဂမဖြစ်ဘူးဆိုရင်သူတို့ကဆေးတယ်လေဂရုမစိုက်ဘူးဗျာဂရုမစိုက်ဘူးဆေးတယ်လေသူတို့ကအာဘဘာမှစိုက်မဝင်ကြဘူးသူတို့ကတကယ်ဖြစ်လာပြီကိုးပါလို့မရတော့ဘူးအဲ့ဒီအဆဲမှာမှသူတို့ကဒီဆေးဆိုတာကိုစိုက်ဝင်ကြတယ်အဲ့လိုဆိုရင်ကိုးပါလို့မရတော့ဘူးလေဘလို့ရတော့မှလဲကျွန်တော်မိုက်ဆွေတွေကကြာတော့နင်းနေပါပါဖြစ်တယ်ဆိုလို့ရှိရင်လေသူတို့ဘာသာသူတို့ဒီဒေသကကိုယ့်ဒေသကနေပြီးတော့ဟိုလူစကားဒီလူစကားနဲ့ဟိုဒေသထွက်ဆေးတယ်နဲ့ကိုးခဲ့တယ်ဗျာ လူကကိုလိုမီယာတို့ဆိုတဲ့ခါမှပဲဒီဆေးတွေကိုသူတို့ကအဘူတပြင်းလိုက်ရှာတယ်။အဲ့ဒီချိန်မှာသူတို့ကဒီဆုံရှုံမှုတွေအများများတာပေါ့ဒီကျဲမွေးမျိုးသမားတွေအများစုကတကယ်သာဒီကျဲတွေကိုကျဲမွေးကြီးတွေကဒီဆေးတွေကိုအစင်နဲ့ဆောင်ထားမယ်ဆိုလို့ရှိရင်ဆုံရှုံတွေကမရှိဘူးဗျာတကယ်ကျွန်တော်တရားကျွန်တော်ပြောရတယ်နော်နာနဲ့ဆေးတမျိုးဗျာနာနဲ့ဆေးတမျိုးကျွန်တော်ပြတ်မယ်ဒီကောင်ကကြာတော့ဒီကောင်ကကြာတော့ဗာလဲဆိုတော့ဒီမှာ ီတာမင်ဆန်ဒီဗီတာမင်ဆန်လဲဒီခုနကဒီရှဖာမိုက်တော့နဲ့အာနိသင်တူပါတယ်သူလဲဒီရှဖာမိုက်တော့ပုံစံပဲသူကဒီသူလဲအရေးပုံစံပဲဒီမှာအရေးဒီကောင်လဲအရေးဒီကောင်ကြတော့ဆဲလုံးပေါ့ဒီရှဖာမိုက်နဲ့ဒီဗီတာမင်ဆန်ကြတော့သူရဲ့အာနိသင်ကပိုက်မကွေးပြောက်ဘူးဗျာသူတို့ကဒီဆန်တူတာပေါ့နော် ရှင်းရဲ့နာမည်တော့ကွေးသွားပေမဲ့သူတို့ရဲ့ယောဂကုသပုံရှင်ကတော့တိုက်မကွာဘူးဒီဗီတာမင်စင်ကြတော့လဲသူကဒီအေမင်းနာစီဒီအသက်ရှူလမ်းကြောင်းဆင်ရတွေပေါ့အစာလမ်းကြောင်းဆင်ရတွေပေါ့အဲ့ဒါတွေမှာကုသလို့ရတယ်မျက်နာတွေဖိုးယုံတာတွေဒီတောက်ကွေးတွေအဲ့ဒါတွေမှာရှီစင်ရှိဖြူပေါ့အဲ့ဒါတွေနဲ့ပူပွေးပြီးတော့ပါလာတဲ့ဒီနာဆဲတွဲတွေနာဆဲတွဲတွေကိုလည်းရှီစင်ရှိဖြူတွေ ဝမ်ပြဲဝမ်ရှော့တာတွေဒီအဲ့ဒါတွေကိုပတ်လို့ရတယ်ဒီရှဖာမိုက်ဟာလဲဒီစေးတွေကိုဗျာကျွန်တော်တို့ကဒီကျွန်တော်တို့နေသားမှာကျွန်တော်အရင်ကပြုတ်မှုတလို့ပဲပေါ့ကျွန်တော်အရင်ပြုတ်မှုတယ်ပေါ့တော့ကျဲမွေးမြွေးလို့ရင်ဘေကာခွေစေးတွေဘေကာခွေစေးတွေထိုးရမလဲကျဲမွေးမြွေးလို့ရင်ပထမဆုံးနျူကာဆယ်ယောဂာနဲ့ခုစက်တတ်တော့ဒီလေပွမ်ယောဂာကိုထိုးရမယ် အဲ့ဒါကိုပြီးရင်မှဒီကျက်ကာလဝမ်းရောကပေါ့အဲ့ဒီကာကွယ်ဆေးထိုးရမယ်ပြီးရင်မှဒီကြောက်ကျက်ကြောက်ရောကပေါ့ဒီဆေးတွေကကြာတော့ဗျာဘယ်လိုလဲဆိုတော့သူတို့ကပို့သေးပို့ရှင်ကာကွယ်ဆေးတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီပို့ရှင်ကာကွယ်ဆေးတွေကြာတော့ရခိုင်တွေနဲ့ကျွန်တော်တို့ကသေးသေးချာချာသိမ်းဆည်းထားရတယ်အဲ့ဒီလိုရခိုင်တွေနဲ့သိမ်းဆည်းထားတဲ့အခါကျတော့ကျွန်တော်တို့ကသေယူပို့ဆောင်ဖို့မလွယ်ဘူးဗျာ ဘလို့လဲဆိုတော့ကျွန်တော်တို့ကဘုသူတက်ရှိတဲ့လူတွေကကြဲမှုမြူနဲ့ပတ်သက်လို့ဘုသူတက်ရှိတဲ့လူတွေကကျွန်တော်တို့ကဒီရခေးတွေနဲ့ပို့လိုက်တဲ့လူကဆိုကြပါဆိုပို့လိုက်တဲ့လူကရခေးတွေနဲ့တည်တည်ချာချာပို့လိုက်ပြီပို့လိုက်ပြီဆိုလို့ရှိရင်ဒီလမ်းမှာဒီသေယူပို့ဆောင်တဲ့သူကဒီစနိုက်မကြဘူးဆိုလို့ရှိရင်လေဒီရခေးတွေကုံသွားပြီးတော့မှဒီနေဘူးတွေမှာထားလိုက်တယ်ဆိုလို့ရှိရင်ဒီအာနိသင်ကပြည့်စည်သွားလိမ့်မယ်ဒါဆိုရင်ကျွန်တော်ကသေယူပို့ဆောင်ရဲ့ခက်ခဲတယ်သေယူပို့ဆောင်ရမလွယ်ဘူးဒီဆဲတွေကြတော့ပြီးတော့ သိမ့်စီရလည်းမလွယ်ဘူးတော်လုံးသိမ့်စီရတာလည်းခဲတယ်ပြီးတော့မှကာကွယ်ရှင်းပြတဲ့ကလည်းသူကရခေးတွေနဲ့ထားပြီးတော့မှဒီနှစ်နာရီအတွက်မှကုံအောင်နှစ်နာရီအတွက်မှကုံအောင်ပေးရတယ်နှစ်နာရီအတွက်မှသူ့ကိုမကုံဘူးဆိုလို့ရှိရင်ဒီပိုးတွေကတည်သွားပြီးတော့ထိုးလိုက်ရင်လည်းဘာမှအကျိုးမရှိတော့ဘူးသူကရေကိုထိုးတယ်လို့ပဲရေရှိသေးသေးပဲတယ်လို့ပဲဖြစ်သွားတယ်အဲ့ဒီကကြာတော့ကျွန်တော်တို့အနေနဲ့ကြာတော့ဒီဘုံတူတက်နေပေါ်တဲ့လူတွေအနေနဲ့ကြာတော့ဒီစစ်တွေကိုတုံးဆွေးဖို့ဆိုတာမလွယ်ဘူးဗျာအရင်အခက်ကြီးရှိတာပေါ့ ဒီဆေးတွေကကြာတော့ပို့ရှင်ကာကိုဆေးတွေဖြစ်တဲ့အတွက်အဲ့ဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ပြီးတော့အဲ့ဒီဆေးတွေကရှာဖို့လည်းခဲ့တယ်ဗျာဆိုတော့ကျွန်တော်တို့ဒီဆေးတွေကြာတော့ဗျာဒီရေခဲနဲ့တေးစရာလည်းမလိုဘူးသူတို့ကကြာတော့ရေခဲနဲ့လည်းတေးစရာမလိုဘူးနောက်ပြီးတော့တေယူပို့ဆောင်ရလည်းမခဲခဲဘူးပေးရတာလည်းလွယ်တယ်သူကရေနဲ့ဖြိုတိုက်လိုက်ရင်ပြီးပြီဗျာဘာမခဲဘူး ဒါဆိုရင်ကျွန်တော်တို့ကဒီကာကွယ်ထားဖို့လည်းမလိုဘူးကျွန်တော်တို့ကဒီဆဲတွေကိုဖြစ်လာမှကုကားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့လာတဲ့အကုန်ကြက်ကုန်ကြက်စီအောင်ကြောက်မရှိဘူးပိုက်ဆံနေလေကျွန်တော်တို့ကဖြစ်လာမှကုကားမယ်လေကျွန်တော်တို့ကဒီမှာဝယ်ပြီးတော့သိမ်းဆည်းထားမယ်အိမ်မှာကျွန်တော်ကဖြစ်လာပြီဆိုမှပဲဒီကောင်လေးနဲ့ကုကားလိုက်မယ်အဲ့လိုပေါ့ပြင်သူကကြာတော့ဒီ potion ကာကွယ်ဆဲတွေရတော့ပြကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီကာကွယ်ဆဲတွေပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီကာကွယ်ဆဲတွေကကျွန်တော်တို့ကကြက် ဥမာအဲ့ဒီပို့ရှင်ကာကွယ်စစ်တပလဲကအကောင့်တထောင်ပေးလို့ရတယ်ဥမာတရားပေးလို့ရတယ်ဆိုလို့ရှိရင်ဆိုကြပါဆိုကျွန်တော်တို့မှာကကျက်က၄၅၆ကောင်ပဲရှိတယ်ကျွန်တော်၄၅၆ကောင်ပဲပေးမယ်ဆိုလို့ရှိရင်အဲ့ဒီပို့ရှင်ကာကွယ်စစ်ကဆက်ပြီးသင်းစစ်ထားလို့မရတော့ဘူးသူတို့ကကုန်းကုန်းမကုန်းကုန်းသူတို့ကလွှမ်းပြစ်လိုက်ရတယ်လွှမ်းပြစ်ထားတဲ့ဟိုကသင်းစစ်ထားလဲဘာမှအကျိုးမရှိတော့ဘူးဒီကောင်တွေကြာတော့အဲ့လိုမဟုတ်ဘူးဒီစိရကြတော့အဲ့လိုမဟုတ်ဘူး။ तू ကကျွန်တော်တို့မှာချက်ပဲနှကောင်ရှိလေ ဆေးကောင်ရှိလားငါးကောင်ရှိလားအကောင်၂၀ရှိလားအဲ့ဒီရှိတဲ့အကောင်တွေကိုမူတည်ပြီးတော့ပေါ့ကျွန်တော်တို့ကတွဲရှဲပြီးတော့မှလိုအပ်တဲ့ပမာဏလောက်ပဲဖြိုးပြီးတော့တိုက်လို့ရတယ်ကြာတာတွေကိုကြာကျွန်တော်တို့ကသိမ်းဆည်းထားလို့ရတယ်ပြီးရင်မှနားဖြည့်တဲ့ခါရဲ့နားပြပြီးတော့ကျွန်တော်တို့ကတိုက်လို့ရတယ်ဒီလိုအာသာရှဲတွေလို့ရှိတယ်ဒီကောင်တွေကြာတော့သုံးဆွေးရလွေတာပေါ့ပြီးတော့သိမ်းဆည်းရလည်းလွေတယ်အဲ့လိုသဘောလို့ရှိတယ် နောက်တဲ့ဒီဆေးတွေဆိုလည်းအဲ့လိုပဲဒါအမှရခိုင်ပင်းဆေးစရာမလိုဘူးဒီ bio b ဆေးနိုင်တော့ဒီမှာ farming တော့ပြီးရင်မှဒီ dose ပြီးရင်မှဒီ dose ဆိုတော့ပြီးရင်မှဒီမှာဒီ phosphory တော့ပေါ့ဒီ high comero လည်းအဲ့လိုပဲသူတို့ကကိုယ့်ရဲ့ကြက်အရင်တွဲပေါ်မှာဒီလိုအပ်သလားပဲသုံးဆွဲပြီးတော့ကြာနာတွေကိုပြန်ပြီးသိမ်းဆည်းထားလို့ရတယ်နောက်သို့ဖို့အတွက် နောက်သုံးဖို့အတွက်သင်ချေထားလို့ရတယ်ဒီပိုးရှင်ကာကွယ်ဆဲတယ်လို့မျိုးဒီတစ်ခါသုံးလိုက်တာနဲ့ပဲကုန်း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 လွှမ်းပြလိုက်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်နိုင်တာတာပေါ့ဗျာနော်ပြီးတော့မှသူတို့ကသင်ယူပို့ဆောင်မှုမကောင်းလို့တစ်ခုခုလမ်းမှာတစ်ခုခုရေခဲတဲ့ကုန်းသွားတာပဲဖြစ်ဖြစ်ဒီနေအောင်နဲ့ထိတွေ့သွားတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပိုးဆောင်မှုညတစ်ခုခုဖြစ်ဖြစ်ဆိုလို့ရှိရင်လည်းပိုးတွေတည်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကာကွယ်ဆဲပေးပါအတိုက်ပြမရှိဘူးအဲ့လိုသဘောတရားရှိတယ် ဒီကောင်လေးကြီးကတော့ကောင်းတယ်ဗျာသူတို့ကသိမ်းဆေးတာလဲခက်ခဲခက်ခဲမှုမရှိဘူးဒီသူ့ကိုပေးတဲ့နည်းတွေကလည်းခက်ခဲမှုမရှိဘူးလွယ်တာပေါ့ဒါမဲ့ဒါမဲ့တခုရှိတာကတော့ဗျာသူတို့ကကြာတော့ဘယ်လိုလဲဆိုတော့ဒီကောင်လေးကြီးကတော့ဒီဒီကောင်လေးလည်းနေနေတော့နေအောင်လည်းတော့ထိတွေ့လို့မရဘူးသူတို့ကသိမ်းဆေးတဲ့အခါမှာဒီအရရတဲ့နေရာမှာသိမ်းဆေးထားဖို့လိုတယ် ဒီနေရောင်မထိတဲ့နေရာတွေမှာသိမ်းဆဲထားဖို့လိုတယ်။ဒီအနေဆက်ဆက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောရှင်တာကကြာတော့ဟိုစစ်ပလန်အနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောရှင်တာကဒီစင်းနှစ်ခုကိုကျွန်တော်နားဆုံးအနေနဲ့အနည်းငယ်ပြောရှင်နေဗျာ။ဒီကောင်ကြားလို့ရှိရင်ဒီဒိုဂျီဆိုဟာကျွန်တော်တို့ကဖြစ်တယ်ဆိုလို့ရှိရင်ဗျာလူတွေကဆဲတယ်ဟိုဆဲတယ်ဒီဆဲတယ်လိုက်မှကြားတယ်တကယ်တော့ဒီဒိုဂျီဆိုဆရာအရမ်းကောင်းတယ်ကျွန်တော်အကြံပေးရှင်တာ။ တော့ကြက်မွေးတဲ့မိုက်ဆွေတွေကိုညီကိုတွေကိုကျွန်တော်အကြံပေးရှင်တာဒီဂျိုဒီဆိုးဆွေးကအရာကောင်းတယ်ဗျာ။ तू ကဘာတွေဘာတွေကုသနိုင်လဲဆိုတော့ဒီဂျိုဒီဂျိုဒီဆိုးတစ်ခုတည်းနဲ့ဗျာ။ဥမာဆိုကြပါတော့ကျွန်တော်တို့ကကြက်ကလာဝမ်းရောကမပေးနိုင်ဘူးဗျာ။ကျွန်တော်တို့ကဆေးဆေးရရှိမှုအတွက်မရှိဘူးဆိုလို့ရှိရင်ဒီကြက်ကလာဝမ်းရောကတွေကိုဒီဒိုဒီဆိုးဆေးကကုသပေးနိုင်တယ်။နောက်ထပ်ဒီအသက်ရှူလမ်းကြောင်းဆရာတွေနောက်ပြီးတော့ဒီ သက်ရှူလမ်းကြောင်းဆင်ရတွေအစာအိမ်လမ်းကြောင်းဆင်ရတွေပေါ့ဥလမ်းကြောင်းဆင်ရတွေဒီဘဝကောင်းကောင်းနိုင်ရဲ့ဒီဒေါ်ကြီးစိုးကကောင်းကောင်းနိုင်ရဲ့ပြီးတော့ဒီမိုက်ကိုပလာစမာတို့ဒီအစောရောင်ယောဂါတို့ပေါ့ဒီအစောရောင်အစောမဖြစ်တဲ့ယောဂါတွေဒီမိုက်ကိုပလာစမာတို့ဒီစင်နမိုနီလာတို့ပြီးတော့အီကိုလိုင်းပေါ့ဒီဝမ်ပြဝမ်ရှောရှင်းနေပေါ့ဒီကောကအရန်အရန်နိုင်တယ်ပြီးတော့မှဒီကောကဘာလို့နိုင်လဲဆိုလို့ရှိရင်ဒီကြက်တွေမှာဗျာကူးဆက်မြန်လေရှောင်းတာယောဂါဖြစ်တယ်ဗျာလေရှောင်းတွေကွဲပြီးတော့မှဒီကြက်တွေက ခေါင်းကိုအာကာကိုဒီခေါင်းငယ်ကိုမိုးပြီးတော့မှ crop ကိုခနေတဲ့အိုတဲ့ဟာပေါ့ဒီအပားတွေအပားတွေတအားယူအိုပြီးတော့မှဒီအပားမြေတဲ့ဟာတွေအဲ့ဒါတွေကြားလို့လဲဒီကွာကုကလို့ကောင်းတယ်တကယ်ဆိုရင်ဒီတကောင်လေးနဲ့ကုကလို့အများကြီးကုကလို့ရတယ်ဒီစစ်တမျိုးလေးနဲ့သူ့ကတော့ရေမှာဖြိုပြီးတိုက်ပေးရတာပေါ့ကျွန်တော်တို့ကဒီစစ်ရဲ့အစွမ်းကိုတိုက်မသိကြဘူးထိုင်ခဲ့မှဆိုရင်သူတို့ဒီစစ်ကိုပဲအများအပြားပုံဆွေးကြတာများတယ် ဒီဒိုဂျီဆိုဆေးကိုအများကြီးပုံစံကြရတာများတယ်ပြီးတော့နောက်တစ်မျိုးอ่ะကြာဒီမှာဖိုးစီဒီဖိုးစီอ่ะဆိုရင်လည်းဒီကမ်ဘောယိုယောဂါတော့ဗျာရှီစင်ရှီဖူဒီရှီပေပြီးတော့မှဒီဖယ်မှာရှိတဲ့ပင်ညိုက်ပြီးတော့မှကြက်ကလေးတွေဗျာဒီမွေးကန်းစားကြက်ကလေးတွေမှာဖယ်မှာရှိတဲ့ပင်ညိုက်ပြီးတော့မှဒီ ဝမ်းမတော်နိုင်ပြီးတော့တည်ဆုံသွားတာတွေရှိပြူစီစဉ်ပြဲပြီးအားနေပြီးတော့ဒီတောင်ပါနယ်ကြားပြီးတော့ကိုယ်တွေပို့ပြီးတော့မှဒီမလောက်ရှင်မကန်ရှင်ပြားအားရနေကုံဆုံပြီးတော့ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဖိုးစီကလည်းအရန်နိုင်တယ်ဗျာဒီဖိုးစီကဒီကျက်ပါကလေးတွေရဲ့ဒီမွေးကင်းစက်ကျက်ပါကလေးတွေရဲ့မိကန်ကျက်ကလေးတွေရဲ့ဒီသေဆုံးမှုနှုတ်ကိုတရားရာခိုင်နှုတ်အထိကိုရှော့ရှာပေးနိုင်တယ်ဒီဖိုးစီကဖိုးစီလည်းအရန်တော့သုံးဝင်တယ် ပြောမယ်ဆိုလို့ရှိရင်ညကျွန်တော်ကပြောရှင်တာကတော့ဒီကြဲမွေးမြွေလောက်တယ်ဆိုလို့ရှိရင်ဒီပတ်ကရမလောက်နဲ့ညကျွန်တော်ပြောတာကစနိုက်တကြလောက်ရှမ်းတယ်ဆိုရင်လည်းဒီကြဲတွေကိုလွှားပြီးတော့မှဒီပတ်ကရလွှားပြီးတော့မှသူမြရှမ်းတယ်ကုရှင်ကုသူမြအပင်တွေကိုဖျက်စီရှင်ဖျက်စီဒီလိုမျိုးလွှားပြီးတော့မှဒီခွေးစားရှင်ဆိုကြောင်ကြောင်ကြောင်ကိုက်ရှင်ကိုက်အဲ့လိုမျိုးမမွေးစားနဲ့ မွေးတယ်ဆိုလို့ရှိရင်ဒီဆေးဝါးတွေနဲ့စနိုက်တကြဒီကြက်ရှံကိုဆကြက်ရှံဆားပြီးတော့မှစနိုက်တကြမွေးကြက်ရှံကိုဆားတယ်ဆိုလို့ရှိရင်လည်းကြက်ရှံဆားတဲ့အခါမှာဒီအောက်ကနေပြီးတော့ဖွဲတွေကိုဒလဲမဲလောက်ဒလဲမဲလောက်အထူခဲလိုက်ဖွဲကိုပြီးရဘေးပက်လေးကိုကြက်ရှံဆားထားဆိုတော့ဘေးပက်လေးကိုမှတ်ဒီဒီကြက်တွေကိုရှင်ကိတ်မခံရအောင်ညဘက်မှာရှင်ကိတ်မခံရအောင်ဘေးပက်လေးကနေပြီးတော့ဒီရှဲထောင်တွေကာယံထား အခြေအထက်ကိုရှင်းထုံးတဲ့ကာရအပြန်ထက်ကိုဒီတာပိုလန်နေနဲ့လောက်ထောဒီမိုးရွာတယ်ဆိုလို့ရှိရင်မိုးရွာတယ်လေစင်းတွေတိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီတာပိုလန်တွေကိုရှာလိုက်ပြီးရာသီဥတုကောင်းတော့မှလီတဖြူဖြူနဲ့ဒီလိုမျိုးအရှင်တွေမှာဆိုလို့ရှိရင်အဲ့ဒီတာပိုလန်တွေကိုအပေါ်မြင့်နေတော့ဒီကြက်ကလေးတွေဒီလေကောင်းကောင်းလေကောင်းကောင်းနေပြီးတော့ခံလို့ရအောင်အင်းမြတဲ့လေတွေတိုက်ခတ်အောင်ရှာတွင်းကိုပြီးတော့နေအောင်ရှင်နှုံနှုံတွေဗျာနေအောင်တွေထွက်လာတဲ့စိုးစိုးပိုင်းဆိုလို့ရှိရင်အဲ့ဒီနေအောင်ရှင်နှုံနှုံတွေခံမယ်ဆိုလို့ရှိရင် ဲ့ဒီလိုက်ကတွေကိုအပေါ်မြင့်တင်ပေးလိုက်ဒီလေစင်းတွေတိုက်ခိုက်ပြီးတော့မိုးတွေတအားလေးရွာတဲ့ခါကျတော့အဲ့ဒီကြက်ကလေးတွေကိုကျွန်တော်တို့ကအဲ့ဒီဟိုဟာတွေတာပိုလန်တွေကိုရှက်လိုက်ဖို့ဘေးဘက်လေးကနေပြီးရှက်ပြီးတော့မှအဲ့လိုလောက်နောက်တစ်ခုကကျတော့ဒီမီးသီးတွေပေါ့မီးသီးတွေလည်းတက်ဆင်ပေးသေးတယ်ကြက်ရှံမှာမိုးတွေတအားရွာတယ်ဆိုလို့ရှိရင်သူတို့ကအဲ့လိုမျိုးမီးသီးတွေနဲ့အပူလေးတွေအနွေးဓာတ်တွေပယ်ပြီးတော့ပြီးတော့လေပန်ကစနိုက်တွေဘေးဘက်လေးကလေပန်ကစနိုက်တွေတက်ဆင်ပေးလူရည်တီတွေမှာဆိုလို့ရှိရင် ဒီကျဲတွေကဒီအမွေးတောင်တွေထူတယ်ဗျာအမွေးတောင်တွေထူတဲ့ခါကျတော့တအောက်ပူတယ်သူတို့ကအဲ့လိုပူတဲ့ခါကျတော့ဘလို့ဖြစ်လဲဆိုတော့သူတို့ကအပူရှားပြီးတော့ရှော့တိုက်ပြီးတော့ဒီသေသွားတာပေါ့အဲ့လိုမဖြစ်အောင်ဆိုလို့ရှိရင်ဒီအပူရှင်တွေကိုထင်းချင်းပေးဖို့လိုတယ်အပူရှင်တွေကိုဘလို့ထင်းချင်းပေးရမလဲဆိုတော့ဒီဒီလေပန်ကန်တွေဖွင့်ပြီးတော့ဒီရာသီဥတုရှင်တွေကြီးပြီးတော့ပေါ့ဗျာဒီမီးဖွင့်တဲ့ရင်မီးဖွင့်တဲ့အဲ့လေလားအဲ့တယ်ဆိုလို့ရှိရင်မီးဖွင့်ပူလောက်ပူတယ်ဆိုလို့ရှိရင်လေပန်ကန်ဖွင့် အဲ့လိုပေါ့ပြီးရင်မိုးရွာလာမိုးရွာတယ်ဆိုလို့ရှိရင်လိုက်ကာကိုချက်လိုက်နေသားလာနေသားတယ်ဆိုလို့ရှိရင်လေတပြူးပြူးတိုက်ခတ်နေဆိုရင်လိုက်လိုက်ကာကိုအပေါ်တင်လိုက်အညာပိုင်းဆိုလို့ရှိရင်ဒီကာထားတဲ့ဘေးပက်လေးမှာကာထားတဲ့ဒီရှင်ထောင်ကိုရှင်ထောင်ဆိုလို့ရှိရင်အဲ့ဒီရှင်ထောင်ကိုညာပိုင်းကျကျက်ဒီအရင်ချက်လိုက်ဒါပေမဲ့နေလေးပိုင်းကျကျက်ဒီကိုလွှတ်ထားတယ်ဆိုလို့ရှိရင်နေသားသားနဲ့ကျက်ကျက်ဒီကိုလွှတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒါကိုဟိုပြန်ပြီးတော့နေပြီးတော့အပေါ်တင်ထားလို့ရတယ် ီးရဲကျဲတွေကိုဒီမွေးမြူတဲ့အခါမှာဒီပိုက်ပန်တွေမှာတိုက်ပြီးပိုက်ပန်တွေမှာအိုက်မခိုင်းနဲ့ဗျာတဲ့ပန်တွေမှာအိုက်ခိုင်းနေဆိုလို့ရှိရင်ဒီလေစင်းတွေတိုက်တယ်ဆိုလို့ရှိရင်ကျက်တာကျက်တအားလွေတယ်ပြီးတော့မြေပြင်တွေမှာဒိုင်ရိုက်သူတို့ပေးမိုင်းနဲ့မြေပြင်တွေမှာဒိုင်ရိုက်အိုက်တယ်ဆိုလို့ရှိရင်ဒီကျက်တွေရောဂါဖြစ်ဖို့လွေတယ်သူတို့ကဒီရှန်တင်းမှာဒီကျက်ကျက်နာဖို့တန်းကလေးတွေဗျာတန်းကလေးတွေလောက်ပေးထားကျက်တွေကိုတကယ်ချာချာလောက်ပေးတာအဲ့လိုဆိုရင်ကျက်ရဲ့ရောဂါဖြစ်မှုတွေကိုကျွန်တော်တို့ဟိုထိန်းချောက်နိုင်တယ်အထိုက်လျားထိန်းချောက်လို့ရတယ် ပြီးရင်မှဒီကျွန်တော်တို့ကြက်ရှိတယ်ဆိုလို့ရှိရင်လည်းဗျာဒီဖြည့်ဆက်စပေးဒီမပြည့်ပြည့်နဲ့ဒီလိုမျိုးထားတယ်ဆိုလို့ရှိရင်မရဘူးဘာဖြစ်လို့လဲဒီကြက်ရှိတွေကများလာပြီဆိုလို့ရှိရင်ကြက်ရှာမှာဘယ်လိုဖြစ်လဲဆိုတော့ဒီအစိုးရတည်းဖြည့်ပြီးတော့မှသူတို့ကပိုးကောင်တွေပေါက်ဖွားတာပေါ့ဒီချန်ရှန်ထင်းမှာပိုးကောင်တွေပေါက်ဖွားပြီးတော့သူရဲ့ဒီကြက်ရှိရဲ့ဓာတ်ကနေပြီးတော့ဒီဟိုဟာတွေထောက်လွှမ်းနေသူကဒီအမိုနီးယားတွေထောက်လွှမ်းပြီးတော့မှဒီကြက်တွေကိုဒီ ဟိုဟာတွေပေါ့မျက်နှာယောင်တာတွေဖိုးယောင်တာတွေအေးမိတာတွေအဲ့ဒါတွေကလည်းဒီကြက်ရှိတွေကလည်းအဲ့လိုမျိုးဖြစ်တဲ့ရာသီဥတုကြောင့်လို့မဟုတ်ဘူးအဲ့ဒီကြက်ရှိတွေကဒီအမိုနီးယားတွေဖြစ်လာပြီဆိုလို့ရှိရင်ဒီအမိုနီးယားတွေကနေပြီးတဆင်းမှဒီကြက်တွေကိုယောဂဖြစ်စင်နိုင်တယ်ဒီအသက်ရှူလမ်းကြောင်းယောဂါတော့ဟိုဟာတော့ဒီဟာတွေပေါ့ဒီဘက်တီးယားကြောင့်ဖြစ်တဲ့ယောဂါတွေအဲ့လိုကြက်ရှိတွေကိုမသိသိဘူးဆိုလို့ရှိရင်လည်းဖြစ်တယ်ဗျာပြောစရာတည်းဆိုရင်တော့အများကြီးပါပဲရှည်လက်တော်တော်ရှည်သွားပြီရှည်သွားပြီဆိုတော့ကျွန်တော် ခုနကပြောတဲ့ဆေးဝါးတွေပေါ့ဒီဆေးဝါးတွေဟာမြန်မာနိုင်ငံဒီဈေးကွက်တွေထဲမှာရှိတယ်ဗျကျွန်တော်တွေးမိတယ်ဒီဆေးတွေကဝေလို့မရတာမဟုတ်ဘူးမြန်မာနိုင်ငံထဲမှာတချို့ကတော့ကျွန်တော်ပြောရတယ်ခမည်းကထိုင်းနိုင်ငံမှာနေပြီးတော့ထိုင်းနိုင်ငံတွေကဆေးတွေပဲပြောနေတယ်မဲမာတဲ့မဲပြောတဲ့ဆေးတွေကနေပြီးတော့ကျွန်တော်မြန်ငါတို့မြန်မာနိုင်ငံမှာမဲဆေးခုပြောလို့တခုရှာလို့မရဘူးဗာညာပြောတယ်ရပါတယ်ဒီဆေးတွေမြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာရှိတယ်ဒီဆေးတွေဟာ ီဆေးရမြန်မာနိုင်ငံရဲ့ဈေးကွက်တွေထဲမှာရှိနေပြီကျွန်တော်ဟို YouTube channel ထဲမှာဆိုရင်လည်းကျွန်တော် YouTube channel ထဲမှာဆိုရင်လည်းပြောထားတယ်ပေါ့နော်တချို့တလေကအကိုရဲ့အရင်တော့တော့ဒီဆေးဒီဘိုင်ဝပစီပစောင်းကရှာရလွေတာပေါ့အခုကတော့ဈေးကွက်ထဲမှာပြတ်သွားပြီပါညာပေါ့ရှိပါတယ်ကျွန်တော်စီမှာရှိပါတယ်ကျွန်တော်စီမှာလာဝင်လို့ရတယ်ဒီအတိဒီဘိုင်ဝပစင်းလိုက်တော့လေရှိပါတယ်ဒီမန်ချက်စတီနားပြီးတော့ဒီဗီတာမင်တွေအကုန်လုံးရတယ်ကျွန်တော်စီမှာ မှားလို့ရတယ်ဒီမှာမြန်မာနိုင်ငံဈေးပွဲတွေထဲမှာရှင်းနေကျွန်တော်စီမှာဘာဈေးပွဲပြကြအကြောင်းမရှိဘူးဒီဆေးတွေကကျောင်းနဲ့ဆေးဝါးတွေကတော့ဗျာဒီဆေးဝါးတွေဟိုဟာတွေတော့ကျွန်တော်စောင့်ကြည့်အောင်ပဲဗျာဒီဆေးဝါးအမျိုးအစားတွေပေါ့နားထိုင်တယ်လဲကျွန်တော်မှဆေးဝါးတွေအများကြီးရှိပါတယ်ကျန်တဲ့ပတ်သက်ပြီးတော့တရားဆောင်ရောဂါနဲ့ဖြစ်တဲ့ပတ်သက်ပြီးတော့ကြဲပဲဖြစ်ဖြစ်ဝဲပဲဖြစ်ဖြစ်နွားပဲဖြစ်ဖြစ်ကြွေးပဲဖြစ်ဖြစ်ဟိုဟာဘဲပဲဖြစ်ဖြစ် ငါမွေးမြူရနဲ့ပတ်သက်ပြီးတော့ကျွန်တော်မှဆေးဝါးတယ်ထိုင်းနိုင်ငံဘက်မှာအများကြီးရှိတယ်ဒါမဲ့ကျွန်တော်အဲ့ဒါတွေကအရှင်နဲ့ကြေးဥမယ်လေဒီဆေးဝါးတယ်လည်းဒီဈေးဝဲတွေကဒီကျွန်တော်ရဲ့ကြက်မွေးမြူသူတွေကျွန်တော်ရဲ့ညီကိုတွေကဒီတောင်းဆိုလာမယ်ဆိုလို့ရှိရင်ဒီဈေးွက်အရှင်နေပုံမူတည်ပြီးတော့ကျွန်တော်တို့ကပို့သင့်ရင်တော့ပို့ပေးသွားမယ်ဗျာမြန်မာနိုင်ငံကိုဒါမဲ့စောင့်ကြည့်ဦးမယ်ပေါ့နော်ဈေးွက်ကဘလားတောင်းဆိုမလဲပေါ့ လူတွေကဘလားကြိုက်နိုင်တယ်မလဲဒီဟာတွေပို့လိုက်လို့ရှိရင်ဘလို့အရှင်နေရှိမလဲပြီးတော့တေယူပို့ဆောင်ဇေယိုက်တေယူပို့ဆောင်ဇေယိုက်ကဘလို့ဈေးကြီးမလဲဈေးကွက်မှာတော့ဒီကောင်တွေကကျွန်တော်တို့ထိုးပါလို့ပေါနိုင်မလားဒီကောင်တွေနဲ့ကျွန်တော်တို့ဒီကောင်တွေကိုတင်ပို့လိုက်ပြီဆိုလို့ရှိရင်ဈေးကွက်အရှင်နေဘလို့ရှိမလဲတချို့တွေကဒီဟာတွေဈေးကွက်တွေကိုဈေးကွက်တွေမှာအရှိပြီးသားဈေးကွက်တွေမှာဈေးနှုန်းဘလို့ရှိလဲဒါတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကဒီဟာတွေကိုဆုံးဖြတ်ရမှာပေါ့နော်ဘလိုင်းကြီးကတော့ဒီတင်ပို့လို့မရဘူးလေကျွန်တော်တို့ကပိုက်ဆံကို ရင်ပြီးတော့မှတင်ပို့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ငွေပြမပေါ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့နိုင်တာသွားမှာပေါ့အဲ့လိုသဘောတရားလေးရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတခုခုလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်ကဈေးကွက်တွေကိုလေးလာရသေးတယ်ဗျာဈေးကွက်မှာတော့ဒီကောင်တွေကရှိလားဈေးကွက်မှာရှိတယ်ဆိုလို့ရှိရင်ဒီကောင်တွေကဈေးကွက်မှာဈေးဘလားရှိလဲပြီးတော့မှကျွန်တော်တို့တေယူပို့ဆောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာကိုပိုင်တေယူပို့ဆောင်ရင်စနိုင်းမရှိဘူးလေ တေယူကိုပိုင်တေယူပို့ဆောင်ရေးစနိုင်မရှိတဲ့အခါကျတော့ကျွန်တော်တို့ကအရန်ထိတယ်ပို့ရတာတေယူပို့ဆောင်ရေးကဒီစစ်တပလဲကကျွန်တော်တို့ကဒီမှာ90လောက်ပဲကျမ်းမယ်ဆိုရင်တေယူပို့ဆောင်စရိုက်ကတရာလရှိတယ်တေယူပို့ဆောင်စရိုက်ကနေပြီးတော့10ဆက်ဆက်လရှိနေပြီဒီဝေဈေးရ10ဆက်ဆက်လရှိနေပြီအဲ့ဒီမှာကျွန်တော်တို့ကလည်းဒီဝေယူသူတွေအတွက်နေပြီးတော့မှကျွန်တော်တို့ကဈေးတန်တာနဲ့ပျက်စီးကောင်းတွေပြင်ရှင်တာပေါ့ဝင်းမြူသူတွေကို ဒါပေမဲ့ကျွန်တော်တို့မှလည်းဒီသင်ယူပို့ဆောင်ရေးစနိုက်အခက်အခဲတွေအများကြီးနေဆိုတော့ဒီဒီအာနာဘကောင်းတာဘောဗျာဈေးတွေအများကြီးနေဆိုရင်တော့ပြန်ပြီးရောက်မယ်ဆိုလို့ရှိရင်လည်းသူတို့တွေလည်းဒီလက်မြန်မာနိုင်ငံမှာလည်းအကုန်လုံးအခက်ခဲနေကြရတာဆိုတော့အဲ့ဒါတွေကိုရှင်းရှင်းပြီးတော့မှကျွန်တော်တို့ကဒီဈေးကွက်တွေကိုတင်ပို့တယ်လားမတင်ပို့တယ်ဘူးလားဈေးကွက်ကလူတွေကဘယ်လောက်ထိတောင်းဆိုလဲဒီကောင်လေးတင်ပို့လိုက်လို့ရှိရင်ကျွန်တော်တို့ဈေးကွက်တွေဘယ်တိုက်တာထိရရှိနိုင်မလဲနောက်ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိရှင်တွေပေါ့ ီနိုင်ငံရေးနဲ့စိုက်ရေးပဋိပက္ခတွေလည်းကျွန်တော်တို့ကထည့်သွင်းဆိုင်ဆိုင်ရတယ်ဗျာဒီစိုက်ပွဲတွေကလည်းနေရာတိုင်းမှာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဆေးဝါးတွေကိုလူတွေကစိုက်ဝင်ကြပါလေစိုက်မဝင်ကြတာမဟုတ်ဘူးသူတို့တွေကကျွန်တော်တို့ရှိမှဆေးဝါးတွေမှားတယ်မှားပေမဲ့ကျွန်တော်တို့ကတရှိုးနေရာတွေကပွဲရတာအခက်အခဲရရှိတယ်အဝေးကြီးကဗျာပို့မယ်ဆိုလို့ရှိရင်အဲ့ဒီပို့ဆောင်မယ်ဆိုလို့ရှိရင်အဆင်မပြေတာတွေအများကြီးရှိတယ်ပို့လိုက်မယ်ဆိုလို့ရှိရင်သူတို့မှားတာကဆေးကလေးတစ်ထုပ်ပဲ ရှိကလေးတစ်ထောင်နဲ့ကျွန်တော်တို့ကတစ်ခါပို့မယ်ဆိုလို့ရှိရင်ဗျာသူတို့ရဲ့သင်ယူစရိုက်ကအရန်ကြီးတယ်အဲ့လိုဆိုရင်ဆယ်မပြေဘူးအဲ့လိုအားလည်းရှိတယ်အခက်ခဲတွေကတော့ဒီလောက်ရတာတွေကတော့လွေတော့လွေတာမဟုတ်ဘူးအဲ့ဒါကြောင့်တရားနဲ့ရောင်းနဲ့တင်ဖို့ဖို့တောင်းဆိုလို့လဲဒီဟာတွေကပို့ဖို့ဆိုတာကလည်းမလွေဘူးဗျာနော်နောက်ပါပဲကျွန်တော်တို့အရှင်နေကြွကြတာပေါ့ဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီနေ့ကတော့ဒီလပါပဲကျွန်တော်တို့ နာထပ်ဗီဒီယိုတွေမှာကြည့်ရင်လည်းကျွန်တော်နာထပ်ဆေးဝါးတွေဒီကျဲမွေးမြွေနဲ့ပတ်သက်တဲ့ဆေးဝါးတွေကိုကျွန်တော်မျှဝေပေးသွားပါမယ်ကျဲမွေးကျဲမွေးမြွေနဲ့ပတ်သက်တဲ့အကြောင်းတွေတရားဆံမွေးမြွေနဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော်မျှဝေပေးသွားမယ်နာထပ်ပြာဒီတောင်းဆိုထားတဲ့ဟာတွေလည်းရှိကြပါတယ်အခြားသောစိုက်ပျိုးရေးအကြောင်းတွေဒီမြင်မစိုက်ပျိုးရေးပေါ့မြင်မရှိပင်းတဲ့ဒီမြင်မရှိပင်းတဲ့မှာဒီဆေးဝါးဒီဆေးတွေနဲ့ဗီတာမင်ဟိုက ဒီပွေတွေနဲ့ပေါ့ပွေစင်မြန်မာနိုင်ငံမှာဘယ်လိုခုံမလဲကျွန်တော်တို့ကပွေဆိုလို့ရှိရင်မျိုးစားလားမျိုးစားအရေးလားဘယ်လိုခုံမလဲအဲ့ဒီအရေးတွေနဲ့စိုက်တာပေါ့ဒီမြေလုံးကမပါပဲနဲ့ဒီဖိုးပုံတွေထဲမှာရေထည့်ပြီးတော့မှအဲ့ဒီရေထည့်မှာအဲ့ဒီပွေအရေးတွေကိုထည့်လိုက်ပြီးတော့မှကျွန်တော်လည်းမြန်မာလိုပြောမထီးဘူးပေါ့နော်အဲ့ဒီပွေအရေးတွေကိုထည့်လိုက်ပြီးတော့မှအဲ့ဒီပွေနဲ့အပင်တွေကိုစိုက်တာပေါ့အဲ့ဒါလေးလည်းကျွန်တော်စီတောင်းဆိုထားတာလည်းရှိတယ်ကျွန်တော်အရှင်ရဲ့လို့ရှိရင်ဒီမြေမစိုက်ပြောရဲ့အကြောင်းတွေလည်းကျွန်တော်မျှဝေပေးသွားပါမယ်နော် မြေမစိုက်ပြိုးရဲ့မြေမလို့မပါပြင်းနဲ့ဗျာဒီမြေမစိုက်ပြိုးရဲ့စနိုက်ရဲ့ဒီအာသာရှေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာကြားလို့ရှိရင်မြေနဲ့စိုက်တယ်ဆိုလို့ရှိရင်ဗျာဒီရာဒီဥတုရဲ့အရှင်နေပေါ်မှာမူတည်ပြီးတော့စိုက်ဆက်ဆက်ရတာပေါ့ဒီနှွေမိုးဆုံးဥမာနှွေရာဒီတော့မှာဆိုလို့ရှိရင်စိုက်လို့မရဘူးအဲ့လိုမိုးရာဒီတော့မှာဆိုရင်စိုက်လို့မရဘူးဆောင်းရာဒီတော့မှာပဲစိုက်လို့ရတယ်ဒီပုံစံပေါ့ဒါပေမဲ့ဒီမြေမစိုက်ပြိုးရဲ့စနိုက်ကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ရဲ့ဆင်းနေလိုက်ရသည်ဗျာ တရှိန်လုံးတနိုင်ပတ်လုံးကျွန်တော်တို့အထွဲအောင်လောက်လို့ရတယ်ဒီမိမဲစိုက်ပြိုးရေးကြရတော့အဲ့ဒါသူရဲ့အာသာရှယ်ပေါ့ဒီတရှိန်လုံးကိုကျွန်တော်တို့အထွဲလုံးကောင်းအောင်လောက်လို့ရတယ်တနိုင်ပတ်လုံးအဲ့လိုမျိုးအဲ့လိုဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲဗျာနော်ဆေးဝါးတွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုဆက်ပေးပါကျွန်တော်စီမှာတချို့ဆေးဝါးတွေရနေပါပြီ ဇေဝရနဲ့ပတ်သက်ပြီးတော့ကုံဆွေဘုံကုံဆွေနီးနဲ့ပတ်သက်ပြီးတော့နားမလည်ဘူးဆိုရင်လည်းကျွန်တော်တို့လာမေးပါကျဲမွေးမြူလောင်ကနဲ့ပတ်သက်ပြီးတော့ဒီကျဲမွေးမြူလောင်ကကိုစက်တင်ရှင်နဲ့ညီကိုတွေလည်းကျွန်တော်စီမှာဆက်သွယ်ပြီးတော့မင်းမြောင်းနေတဲ့ညီကိုတွေလည်းရှိပါတယ်ကျွန်တော်လည်းတားနိုင်သလားဖြေချပေးတယ်ဒါပေမဲ့တရှင်လုံးပဲသူတို့ဖြေချပေးနေရမယ်ဆိုလည်းဆံမပြေဘူးပါဆံမပြေပါဘူးတချို့ကြတော့ဘလို့လဲဆိုတော့ကျွန်တော်ခဲတယ်ဗျာဘလို့ပြောရမလဲဆိုတော့ဟာအကိုရဲ့ကျဲမွေးရှင်နဲ့ကျွန်တော်ကဘာမှမသိဘူး ကျွန်တော်သင်ပေးပါဦးဗာညာအဲ့ဒီလိုပြောတယ်ဗျာသူတို့ဘာမှမသိဘူးနဲ့အဲ့ဒီလိုသင်ပေးမယ်ဆိုတော့ဘလို့ရမှာလဲဗျာဘလို့လဲဘလို့ဒီကျဲမွေးမြွေကအခုခုရှင်းအခုကျွန်တော်တက်ရှင်နေဗျာအခုသင်ပေးပါဆိုလို့မရဘူးလေကျွန်တော်တော့ဒီမှာလေးလာနေတာနှိုက်ပေါင်းကလင်းငေါရှာနိုင်လားရှိနေပြီဒါတော့မပြေဆုံးသေးဘူးအများကြီးပဲလေးလာစရာတွေမကုန်နိုင်အောင်ရှိနေသေးတယ်ဒါပေမဲ့သူတို့ကနေပြီးတော့အကိုရဲ့ကျွန်တော်တို့ကိုနေပြီးတော့ကျဲမွေးရှင်ပါလေကျွန်တော်တို့ကိုအခုကျွန်တော်ပြောပြပါလားဘာညာဆိုတော့ ကျွန်တော်စီလဲစာပို့နေတဲ့လူတွေကလည်းဗျာတရားမဟုတ်ဘူးလေကျွန်တော်မှလဲစာပို့နေတဲ့လူတွေကအများကြီးပဲဆိုတော့ကျွန်တော်လဲအဲ့ဒါတွေကိုအကုန်လုံးလိုက်ပြီးတော့မှဟိုအရာရှင်းစီလိုက်ဖြည့်ပေးမယ်ဆိုတော့သေသွားမှာပေါ့ဗျာကျွန်တော်လဲနေပြီးတော့အဲ့လိုတော့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်ဖြည့်ပေးပါတယ်အများဆုံးကျွန်တော်စီမှာအကြမ်းကြမ်းလာတောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်သိတာတွေဆိုတော့ကျွန်တော်အားအားတဲ့အလျားပေါ့အဲ့လိုမျိုးဖြည့်ပေးပါတယ် ဟုတ်ကဲ့ပါကျွန်တော်ညီကိုတဲ့ကြည့်ရှုအားပေးကြရတော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နားထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြတာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်